မင်္ဂလာပါကောင်းချီးမင်္ဂလာရှိသောနေ့သည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်။ဒါရဘုရားထံတော်ပါမခန္ဓာစိတ်ဝိညာဉ်မဆခြင်းအမျိုးမျိုးကိုခံစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်။ဒီမနက်မှာယေရှုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ပိုးဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းအခန်းကြီး69အပိုင်းငယ်6ကိုဆင်ခြင်ပို့ပြင်ဆင်ထားပါတယ်။မြေသည်မိမိဘန္တာကို ပေး၍ဘုရားသခင်တည်ဟုသောငါတို့၏ဘုရားသခင်သည် ငါတို့ကိုကောင်းချီးပေးတော်မူ၏ဒီနေရာမှာတော့ကောင်းချီးပေးတဲ့စကားတွေ့ရပါတယ်တခါလုံးကိုဖတ်ကြည့်ရင်ဘုရားသခင်ကကျွန်တော်တို့ကိုကောင်းချီးပေးဖို့နဲ့ဘုရားသခင်ကိုကျွန်တော်တို့ချီးမွမ်းကြဖို့အကြောင်းတွေတွေ့ရပါတယ်ဒီထဲမှာကျွန်တော်အထူးပဲဆင်ခြင်မိတာကမြေဒီမိမိပါနာကို ပေး၍လို့ပြောပါတယ်ဘုရားသခင်ရဲ့ကောင်းချီးမင်္ဂလာရပြီဆိုရင်တော့မြေကြီးကလည်းသူ့ရဲ့ပါနာကိုပေးလိမ့်မယ်လို့ပြောပါတယ် ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဆင်ခြင်တဲ့အခါမှာဘာသွားတွေ့လဲဆိုလို့ရှိရင်ကျွန်တော်ငယ်ငယ်ကမိုးကုတ်ဘက်ကိုရောက်တဲ့အခါမှာပရမားတွင်းတွေကိုတွေ့ပါတယ်အဲ့ဒီမှာမယုံကြည်သူတွေကပရမားကြောက်တွေရဖို့ရအတွက်ငကားစာကြွေးတာတွေလောက်ကြပါတယ်အဲ့လိုငကားစာကြွေးခြင်းအားဖြင့်သူတို့မြေကြီးတွေကနေပြီးတော့တံပိုးရှိတဲ့ဗျော်ဒမားတွေကိုရမယ်လို့သူတို့ မျှော်လင့်နေအဲ့ဒါနဲ့ပေါက်ပေါက်စုပ်တွေ ရေထဲကိုချတယ်တွင်းထဲကိုချတယ်အဲ့ဒီနေ့သူတို့ရလာတဲ့ထဲကနေကြည့်တဲ့အခါမှာလက်တစစ်စာလောက်ရှိတဲ့ပရမညာကဲတစ်ခုကိုရတော့သူတို့တွေပျော်ကြတယ်ဒါတော့မှကြီးကြီးမားမားမဟုတ်သေးဘူးလို့ပြောပါတယ်နေတိုင်းရနေတဲ့အရာတွေကစီဘိုးလောက်ပဲရှိသေးတယ်လို့သူတို့ပြောပါတယ်အဲ့တော့မယုံကြည်သူတွေက မြေကြီးတွေကနေပန္နာရဖို့ရအတွက်သူတို့ကနှက်တွေကိုကိုးစားကြပြီမယ်တမချန်းစာမှာတော့ မြေကြီးတဲကထွက်တော်ဗန္နာဟာဖရာရဲ့ကောင်းကြီးလို့ပြောပါတယ်ကျွန်တော်တို့ရေနံထွက်တာပဲဖြစ်ဖြစ် gas ထွက်တာပဲဖြစ်ဖြစ်ကြောက်တံပရမယာထွက်တာပဲဖြစ်ဖြစ်ဟင်းသီးဟင်းရွက်နဲ့စားစရာအပင်တွေရရှိတာပဲဖြစ်ဖြစ်မြေကြီးကနေရတဲ့ဗန္နာဆိုတာကဖရာကောင်းကြီးဖြစ်တယ်လို့နားလည်မိပါတယ်ချစ်တော်မိဘညီကိုမောင်တို့စိုက်ပျိုးရေးလုပ်တယ်ဆိုရင်လေကိုစိုက်ပျိုးတဲ့တစ်ပင်စားပင်တွေကနေအသီးနှံရခြင်းဟာမြေကြီးဗန္နာဖြစ်ပါတယ် အဲ့ဒီမြေကြီးကိုဝယ်လို့မြေကြီးကလည်းဈေးကောင်းရပြီးတော့ကို့အတွက်အကျိုးမြတ်ရှိတယ်ဆိုရင်လည်းဒါမြေကြီးဘန္နာဖြစ်တာပါပဲလူတွေကကောင်းကြီးခံစားရပြီဆိုရင်စိုက်ပျိုးမြေမဟုတ်တဲ့နေရာပင်လေစိုက်ပျိုးလို့ရတဲ့အရာဖြစ်နိုင်သလိုတယံဇာတတွေလည်းမြေကြီးတွေကနေထွက်လာနိုင်ပါတယ်ဒါကြောင့်မလို့မြေကြီးကနေရတဲ့ဘန္နာကကျွဲဝပါတယ်အများကြီးရှိပါတယ်ကြောက်တံပရမရေနံမှစပြီးတော့မှ အမျိုးမျိုးသောတံပိုးရှိတဲ့အရာတွေအားလုံးမြေကြီးအောက်ထဲမှာရှိပါတယ်။ရုပ်ဆွာအဆုံးပြောရရင် ကျွန်တော်တို့တန့်ရှင်းတဲ့ရေကိုရောက်ဖို့တော့မှမြေကြီးကပေးတတ်ပါတယ်။ချစ်တော်မိဘညီကိုမောင်တို့မတို့တာဟာကောင်းကြီးဖြစ်တယ်ဆိုတာကိုသိစေခြင်းပါတယ်။ဒါကြောင့်ဘုရားသခင်ကိုကျွန်တော်တို့ချီးမွမ်းရမယ်။ဘုရားသခင်ကိုကျွန်တော်တို့ကောင်းကြီးပေးရမယ်။ဘုရားသခင်က ကျွန်တော်တို့အတွက်ကောင်းကြီးကိုဖြစ်စေတော်သူဖြစ်တယ်။ဘုရားသခင်ကိုသာ ကြောက်ရွံ့ရိုသေကြရမှာဖြစ်တယ်။ဒါဆိုရင် ကျွန်တော်တို့ဟာ မြေကြီးဘန္နာကိုအေကအမှန်ရရှိမှာဖြစ်ပါတယ်။လဲလုံးနေတဲ့သူတွေမြေကြီးဘန္နာရပါစေ။ခြံလုံးနေတဲ့သူတွေလည်းမြေကြီးဘန္နာရပါစေ။မြေရောင်းဝယ်လုံးနေတဲ့သူတွေလည်းမြေကြီးဘန္နာရပါစေ။မြေကြီးကို အမိပြုပြီးတော့မှလောက်ကင်စားတောင်းနေကြတဲ့သူတိုင်းထိုမြေကြီးတဲကနေဘန္နာတွေကိုရှာဖွေတွေ့ရှိပါစေ။ ဒါဟာဘုရားရဲ့ကောင်းကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ရေကြီးသည်လဲကျွန်တော်တို့အတွက်အမှန်တကယ်ကောင်းကျိုးပြုမှာဖြစ်တယ်လို့ယုံကြည်စိတ်ချစေခြင်းပါတယ်ဘုရားရှင်ကောင်းကြီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်ပါတယ်မြေကြီးပန္နာအဖင်ကြွယ်ဝစေပါကျွန်တော်လောက်ကိုင်းနေတဲ့မြေကြီးပေါ်မှာလောက်ကိုင်းသမျှအရာအလုံးကောင်းကြီးမင်္ဂလာ ဖြစ်စေပါမြေကြီးဒီလဲသူ့ရဲ့ပန္နာကို ထုတ်ဖော်ပြီးတော့မှကျွန်တော်တို့ကို ပေးတော့ ခြေအနေဖြစ်စေတော်မူပါယေရှုတင်နဲ့နာမတော်ပုံကြီးပါစေတနေ့တာလုံးလက်ဝဲအနှံနဲ့ဖျားခင်အတူရှိ၍မဆပါမိအကြောင်းနဲ့ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်ထဲကမြေကြီးကိုအမိပြုပြီးလောက်ကန်စားတော့ကြသောသာသမီအယောက်တိုင်းရဲ့အသက်တာမှာလဲမြေကြီးသည်မိမိဘာနာကိုပေးပါစေယေရှုခရစ်တော်နာမ၌တနေ့တာကိုဆက်ကပ်၍ဆုတောင်းအပ်နံပါ၏အာမင်